လင်ရှိကိုရောက်တဲ့ခါမှာဖခင်ကအသင်းတော်လိုက်စီရင်တာမဟုတ်တူးချင်းစီကိုဖခင်ခေါ်ပြီးစစ်စီတာတူးချင်းဆိုင်ရာကိုပဲဖခင်စစ်စီတာခရစ်တော်ရဲ့တရားပလင်ရှိမှာတူးချင်းဆိုင်ကိုပဲဖခင်ခေါ်တာကြောက်ဆက်နှမျိုးရှိတယ်အဲ့ဒီဆက်နှမျိုးဟာအယောင်မတူဘူးအရေအသွေးမတူဘူးပြီးရင်အဲ့ဒီကြောက်ကိုရရှိခဲ့တဲ့ဒေတာနေရာ location မတူဘူး တ်ဆိုပါစို့နားလည်အောင် ပြောမယ်ဆိုရင်ကြောက်စိမ်းကိုကချင်ပြည်နေရရတယ်ကဘာအရေးတွေးကောင်းတဲ့ဗဒမြားကိုမိုးကိုဘက်ကထွက်တယ်ဒါပေမဲ့စိန်ကိုတော့အရေးတွေးမိတဲ့စိန်ကိုတော့မြန်မာပြည်မှာမရှိသေးဘူးအာဖရိကမှာရှိတယ်ဒါပေမဲ့လေမတူညီတဲ့ကြောက်စက်နှမျိုးအဖိုးထိုက်တော့ကြောက်စက်နှမျိုးကိုတဲ့ဖရားရဲ့ဝိညာဉ်တော်ဟာမြေကြီးတစ်ပြင်လုံးကိုရှာဖွေပြီးတော့မှတဲ့ ယေရုရှလင်မြို့ရဲ့အခြေအုပ်မြစ်ကိုဖခင်ကတိဆောက်လိုက်။မတူညီတဲ့နေရာကနေဖခင်ကကြောက်ဖြစ်တဲ့သူအဖိုးထိုက်တော်ကြောက်များကိုမတူညီတဲ့နေရာကနေဖခင်ကမလုပ်ခဲ့လဲဆိုရင်ရှာဖွေခဲ့တယ်။ဒီကောမောင်မတော်မတူညီတဲ့အယောင်မတူညီတဲ့တန်ဖိုးမတူညီတဲ့အရေးအသွေးများစွာကိုဝိညာဉ်တော်ကပဲရှာဖွေနေတာဖြစ်တယ်။ ါဆိုရင်ကျွန်တော်ဟာဥပမာဆိုပါစို့ကျွန်တော်ရှိတဲ့နေရာဟာပတ္တမ ्या ဖြစ်ဖြစ်နေမယ်ဒါပေမဲ့အဲ့ဒီပတ္တမ ्या ထွက်တဲ့နေရာမှာကြောက်စိတ်မထွက်နိုင်ဘူးနီလာဖြစ်ကောင်းဖြစ်မယ်အဲ့ဒီနီလာထွက်တဲ့နေရာမှာဥဒ္ဓဖျားထွက်ချင်မှထွက်မယ်ဒါပေမဲ့ဥဒ္ဓဖျားထွက်တဲ့နေရာကိုဖျားရဲ့ဝိညာဉ်တော်ကတတ်ရှာတယ်ဒါကြောင့်မို့ဗျာဒိကျမ်းမှာသူကပြောတယ်ဝိညာဉ်တော်ဒီမြေကြီးတစ်ပြင်လုံးကိုတဲ့ကဘာမြေကြီးတစ်ခုလုံးကို ဖခင်ရဲ့မျက်စိခုနှလုံးကလိုက်ရှာနေတာဘလို့လူဆိုအောင်မြင်တော့ကြောက်ဖြစ်သွားတော့သူအဖို့ထိုက်တော့ကြောက်ဖြစ်သွားတော့သူကိုဝိညာဉ်တော်ကတနေရာကပဲရှာတာမဟုတ်ဘူးနေရာဘောင်းဆောင်ကနေဖခင်ရှာနေတာနေရာဘောင်းဆောင်ကနေပြီးတော့မှအဲ့ဒီအဖို့ထိုက်တော့ကြောက်ဖြစ်သွားတော့ယုံကြည်သူကိုဖခင်ကဘယ်မှာတိဆောက်လိုက်တယ်လဲဆိုရင် ပထမဦးဆုံးယစ်ဘရဟိရဲ့ယင်ပတ်မှာသူကသူကဗျာဒိယင်ဖုံးဆိုတာရှိအဲ့ဒီဗျာဒိယင်ဖုံးဆိုတာယစ်ဘရဟိရဲ့ဝတ်စုံထမ်းမှာဆွဲဆောင်မှုအရှိဆုံးနဲ့အလဆုံးနေရတယ်။ဘာကြောင့်လဲဆိုရင်သူကကပကြောက်မြက်တန်ဖိုးအရှိဆုံးကြောက်၁၂မျိုးကိုဒီထက်မှာ၃လုံးတစ်တွဲ၄တန်းလောက်ထားအပေါ်၃လုံးမှာ တမျိုးတမျိုးတမျိုးကြောက်မတူညီရဲ့ကြောက်၁၂မျိုးကိုဒီထက်မှစီချေချားတဲ့ဖြစ်တဲ့အတွက်ကြောင့်ဥမာဆိုပါစို့အမျိုးသမီးတယောက်လက်မလက်စွပ်လေးစိန်လက်စွပ်လေးလှုပ်ထားတယ်ဒါလေးလှုပ်ထားတယ်ဆိုနေအောင်ထဲမှာဖလက်ဖလက်ဖလက်ဖြစ်နေတာမှကျွန်တော်ကလေလိုက်ကြည့်တယ်။ဘာကြောင့်ဆိုသူ့ရဲ့ဒီအည်သွေးကောင်းတဲ့ခါကျတော့သူကအယောင်ထွက်နေတာ။ဟုတ်။ဒါဆိုကြောက်၁၂မျိုးလေကြောက်၁၂မျိုးကလေဟိုသေးပွန်းတော့မဟုတ်ဘူး။သူကမြင်တာတဲ့အရွယ်ပမာဏရှိတဲ့ကြောက်၁၂မျိုးကယင်ဘက်မှာစီချေထားတယ်ဆိုရင် ရစ်ပရိုဟိတ်တကိုလုံးမှာဆွဲဆောင်မှုအရှိဆုံးသည်အဲ့ဒီရင်ဘတ်ပဲအတိတ်ကဖျားသည်မတူညီသောအရေးအသွေးနဲ့ပုံတံပြုတ်ပြင်ခံရသောအောင်မြင်သူများကိုခရစ်တော်ထဲမှာဖျားကဘလို့လိုက်မလဲတရက်စုစည်းလိုက်မဲ့အချိန်ရှိတယ်ဟာလေလုယာဒါဆိုရင်အရေးကြီးတာကသင်ပမာရှိတယ်လဲဆိုတာရှိတဲ့နေရာမှာအဖို့ထိုက်တော့ကြောက်အဖြစ်ပြုတ်ပြင်ခံနေဖို့အရေးကြီးတယ် တေချာတခွတဲ့ဒီကြောက်စနှမျိုးဒီတနေရာထဲကပဲရှာပွေခဲ့တာမဟုတ်ဘူးနေရာတကာကနေဖျားစုစည်းလိုက်တာညီကောင်မောင်နှမတို့အောင်မြင်တော့သူဆိုတာတူးချင်းစနဲ့ပဲဆိုင်တယ်တူးချင်းဆိုင်ရာဖျားကိုတင်ဘလောက်တိစိတ်ဆက်တယ်လဲဆိုတဲ့အပေါ်မှာမူတည်သွားပြီကြံတဲ့အရာကတော့တင်တဲ့ကျွန်ုပ်ကိုပန့်ပိုးပြီးတော့အပန့်အပိုးများတာဖြစ်တယ် ဝိညာဉ်ရစားပေးတယ်အဲ့ဒါဖျားကျွန်တော်ကိုပန့်ပူပေးတဲ့အပန့်ပူအင်္ဂါဝင်းနေတင့်ကိုပန့်ပူပေးတဲ့အပန့်ပူအသင်းတော်တင့်ကိုပန့်ပူပေးတဲ့အပန့်ပူပဲဒါပေမဲ့တကယ်တကယ်အယောင်ပြောင်းပြီးပုံတံပြောင်းလဲဖို့ overcome အောင်မြင်တော့သူဖြစ်ဖို့ဆိုတာတင်ဖျားနဲ့ဘလောက်ဆုပ်ယူပြီးစစ်ဆတ်ထုံးဖွဲ့တယ်လဲဆိုတဲ့တင့်ရဲ့တူးချင်းဆိုင်ရာအသက်တော်မှာမြင်မှုတည်တယ် ဒါကြောင့်ပလင်ရှိကိုရောက်တဲ့ခါမှာဖခင်ကအသင်းတော်လိုက်စီရင်တာမှုတူးချင်းစီကိုဖခင်ခေါ်ပြီးစစ်တယ်။တူးချင်းဆိုင်ရာကိုပဲဖခင်စစ်စီတာ။ခရစ်တော်ရဲ့တရားပလင်ရှိမှာတူးချင်းဆိုင်ကိုပဲဖခင်ခေါ်တာ။ဒါပေမဲ့လေအေဒီတူးချင်းဆိုင်ရာမှာအောင်မြင်တော်သူဖြစ်ဖို့ဖခင်ကျွန်တော်ကိုပံ့ပိုးထားတဲ့အရာတွေပဲရှိဖြစ်ပါတယ်။ဒါပေမဲ့အောင်မြင်တော်သူတကယ်ဖြစ်ဖို့ဆိုတာတဲ့ရဲ့တူးချင်းဆိုင်ရာက ခုနှစ်ဆရာခိုင်တုံးလောက်မူတည်ပါတယ်